ကန်ကောင်းတဲ့နှစ်လို့ပြောလို့လည်းရပါတယ်။ဟိုပေါ်ဟိုဒါတော့ဒီနှစ်ကအလုပ်တည်စက်တိုက်ရှိနေတော့အလုပ်နဲ့ပဲဖက်တမ်းပြနေရဆိုတော့ကန်ကောင်းတဲ့နှစ်တစ်နှစ်ပေါ့။ဆိုတော့ဒါကလူဆိုတာတော့ဒါကန်နေဆန်းနေအဲကိုယ့်ရဲ့အကျိုးစားမှုတွေလည်းစိုင်းနေဆိုတော့ဟိုကိုကတော့ vibe ဖြစ်ဖြစ်တော့အကျိုးစားနေဖို့လိုပါ။နောက်ပါ။အဲ့တော့မရှိပါဘူး။ဒါတော့ကိုယ့်ကိုကန်းလန်းနိုင်အလုပ်တည်ပုံမှာပဲအကျိုးစားနေရတယ်။ ပရိသတ်တွေကဒါမြန်မာပရိသတ်တွေလည်းဒါပြည်ပမှာရောက်နေတယ်သူလည်းအများကြီးရှိတယ်လို့အာချစ်တဲ့သူတွေလည်းရှိရောဘိုင်းဖြစ်ဖြစ်ဝမ်းသာရပါဘောနော်ဝမ်းသာရတာပေါ့ဘိုင်းဖြစ်ဖြစ်ဒါပြည်ပရောက်နေတဲ့အချိန်ကျတော့ကိုယ့်ရဲ့မြန်မာနိုင်ငံတွေမှာမဟုတ်ဘူးလေဆိုတော့ပို့ပြီးတော့လူလာနှုတ်ဆက်တဲ့အချိန်ကျရင်လည်းပို့နှွေးထွေးပြီးတော့အဲ့လိုအချင်းချင်းဆိုတော့လေအဲ့လို ပူဟိုပူတံမိုးအတံမိုးလဲထားတာပေါ့လေဒါပြီးတော့ဟိုတွေးဖို့ဆိုတော့လည်းမလွယ်ဘူးလေတခြားနိုင်ငံမှာကြာတော့ကိုကိုဟိုသူအလုပ်တွေရှုပ်နေကြတဲ့သူတွေပဲဆိုတော့အဲ့လိုတွေးဆောင်ချိန်လေးဆိုတော့မင်းအမြဲတမ်းတံမိုးထားပါဟုတ်ကျေရကားရဲ့မှာဒါဟိုပေါ့ကိုယ့်ရဲ့ချစ်သူကိုနားလည်ပေးရဲ့ မျိုးပေါ့နော်အဲအဲ့လိုဟို ACE ပြီးတော့တည်ငြိမ်တဲ့အချက်နဲ့ချစ်တဲ့ main clean မျိုးပေါ့နော်ပြီးဆိုင်ရေးဆရာမတယောက်ပေါ့အဲ့လိုမျိုးပြောဆောင်ပါပါအဲ dry tan နဲ့ရောဒါမှအမမဒါ8 83ကိုနဲ့ရောဒါတိုင်ယူဖြစ်ပါတယ်မမကလည်းအဲ့လိုဆာဆာရေးဆရာမဆိုတော့တိတိငငယ်နဲ့သူ့ဒီစာတဲ့ပဲအမြဲအာရုံရောက်ပြီးတော့အာဒါချစ်သူနဲ့ကအဲ့လိုနည်းနည်း တိုက်မတူတဲ့ပုံစံမျိုးလေးပေါ့အဲ့လိုပုံစံလေးအဲ့ character တွေနဲ့တယောက်ဆောင်အဲ import เนาะလောင်ရမယ်လို့ပဲပြောရမှာပေါ့သူကအချစ် romance ပြီးတော့ဒါ interview လေးလည်းပါတယ်ဆိုတော့ဒါအခုမျိုးရဲ့လက်ရှိ life တွေမှာဖြစ်ပြနေတဲ့ပုံစံမျိုးလေးပြီးပါတာပေါ့เนาะဒါအရင်ချစ်ကြပြီးမှတယောက်နဲ့တယောက် type မတူလို့ရှင်ဆက်ပြီးလက်တွဲလို့မရတာမျိုးပေါ့အဲ့လိုမျိုးလေးလည်းပါတယ် အဲ့လိုလဲပါပါတယ်အဲအိမ်အောင်ရေးမှဆိုလို့ရှိရင်လည်းအဲ့လိုကလေးမဆန်တဲ့နဲ့ပုံစံမျိုးလေးတွေပြီးတော့အချစ်ရေးမှလည်းအဲဘယ်လိုမျိုးချစ်သူဒါကိုနဲ့တိုက်မတွင်ဘယ်လိုပုံစံမျိုး relationship ဖြစ်သွားမလဲပေါ့เนาะအဲ့လိုလေးလည်းပါတယ်ဆိုတော့ဒီကားလေးကတော့မင်းတို့ကြည့်လို့ရှိရင်တော့ရတလက်ခံစားမယ်ပညာပေးလေးလည်းဖြစ်မယ်လို့ထင်ပါတယ် ော့အဲဒီနှစ်ထဲမှာရိုက်တာတော့အဲ့လိုကော်မဏီထက်ဒီနှစ်ကနေလည်း drama လေးတော့ပုံများတယ်ပေါ့နော်ရိုက်ထားတဲ့ကားလေးတွေရောဆိုတော့အာဒီကားလေးကလည်းအဲ့လို drama ဝက်သွားတယ်ဆိုတော့လေဒီကားမှာလည်းအဲကိုယ့်ရဲ့ character နေရာကိုအကောင်းဆုံးတော့ပြောဆောင်တာပါအဲဒီဇက်ကောင်ကကျတော့ထပ်ပြီးရောဟိုဒီဟိုဒီဇလန်းရထပ်ထည့်ထားတာဆိုတော့အဲကို character ရောကိုအကောင်းဆုံးအကျိုးစားတယ်ပေါ့နော် အကန်ကောင်းတဲ့နှစ်လို့ပြောလို့လည်းရပါတယ်ဟိုပေါ့ဟိုဒါတော့ဒီနှစ်ကလည်းအလုပ်တွေစက်တိုက်ရှိနေတော့အလုပ်နဲ့ပဲဖက်တမ်းပြနေရဆိုတော့အကန်ကောင်းတဲ့နှစ်တစ်နှစ်ပေါ့ ် HOF ဆရာတော်ကတော့ဒီနေ့ကတော့ဒုတိယအကြိမ်ပေါ့နော်ဆိုတော့ဝမ်းသာပါတယ်ရန်လဲပုံလို့ပေါ့နော်တခြားနိုင်ငံသူတွေနဲ့အဲတွေ့လဲတွေ့ရလို့ဒါရင်းနှီးမှုလည်းရခဲ့တယ်ဆိုတော့အမှတ်ကျတော့အများကြီးရှိခဲ့ပါတယ်မနေ့ကလည်းအဲ့လိုပဲသူတို့ဘက်ကနေပြီးကြောင်းကြလာတာပေါ့နော်ဆိုတော့မနေ့ကလည်းအမှန်တိုင်းမနေ့ကနေဒီနေ့ကတိုက်တောက်တော့မတူဘူးပေါ့နော်ဒီနေ့ကကျတော့ iconic figure ဆိုပြီးတော့ရတာမနေ့ကတော့ Shining International Artist မတူဆိုတော့ဒီနေ့ရတဲ့ဆိုလေးကိုလည်းတမိုးထားရတယ်လို့မနေ့ကလည်းအဲဒါရရဲဆိုတော့နှစ်နှစ်စတိုက်ဆိုတော့အမတ်တရတော့ပုံဖြစ်သွားပါဘူးဆိုတော့အဲဒါလူဆိုတာကတော့ဒါကန်နီဆန်းနေအဲကိုယ့်ရဲ့အကျိုးစားမှုတွေလည်းစိုင်းနေဆိုတော့ဟောကိုကတော့ vibe ဖြစ်ဖြစ်တော့အကျိုးစားနေဘူးတော့လူကလောက်ပါဘူးဟုတ်တော့မရှိပါဘူးဒါတော့ကိုယ့်ကိုကန်လန်းလိုက်အလုပ်တွေပုံမှာပဲအကျိုးစားနေရ ရိသတ်တွေကဒါမြန်မာပရိသတ်တွေလည်းဒါပြည်ပမှာရောက်နေတဲ့သူတွေလည်းအများကြီးရှိတယ်လို့အာချစ်တဲ့သူတွေလည်းရှိရောဘိုင်းဖြစ်ဖြစ်ဝမ်းသာရပါတော့နော်။ဝမ်းသာရတာပေါ့။ဘိုင်းဖြစ်ဖြစ်ဒါပြည်ပရောက်နေတဲ့အချိန်ကျတော့ကိုယ့်ရဲ့မြန်မာနိုင်ငံတွဲမှာမဟုတ်ဘူးလေ။ဆိုတော့ပို့ပြီးတော့လာနှောက်ဆက်တဲ့အချိန်ကျရင်လည်းပို့နှွေးထွေးပြီးတော့အဲ့လိုအချင်းချင်းဆိုတော့လေ အဲ့လိုဟာပို့ပို့တံမိုးတံမိုးလိုက်ထားတာပေါ့လေဒါပြီးတော့ဟိုတွေးဖို့ဆိုတော့လည်းမလွယ်ဘူးလေတခြားနိုင်ငံမှာကြာတော့ကိုကိုဟိုသူအလုပ်တွေရှုပ်နေကြရတဲ့သူတွေပဲဆိုတော့အဲ့လိုတွေးဆောင်ချိန်လေးဆိုတော့မင်းအမြဲတမ်းတံမိုးထားပါဟုတ်ဟောလူလူဆိုတော့အမြဲတမ်းဒါစူးစမ်းနေရတာပဲဆိုတော့ဒီထက်ကတော့ ီထက်မကလည်းအများနဲ့ဒါဘဝတစ်လျှောက်လုံးကကြိုးစားနေရမှာပဲဒီဒီအလုံးမှာဒီအလုံးလုံးနေရတဲ့အတွက်ဒါအနုပညာလို့ဆိုရလဲအဲကိုယ့်ရဲ့ဟာဒါ professional အလုပ်ဖြစ်သွားတာပေါ့လေကိုကြတော့ဆိုတော့ဒီအလုံးမှာလည်းအဲ့လိုဒီအလုံးလုံးနေတူလေကြိုးစားရမှာတခြားလုံးခုရှိနေလဲတခြားလုံးမှာလည်းကြိုးစားရမှာပေါ့နော်အသက်ရှင်နေတူရတော့ကြိုးစားနေရမှာပါ မောင်နှမနှစ်ယောက်တည်းမှာပေါ့အဖေမေလည်းပါတယ်ပေါ့နော်အဲဆိုတော့နောက်လျှောက်တော့အဲ့လိုအားရင်အားတယ်လို့လေးတော့အချိန်ပေးပြီးတော့ထွက်ဖြစ်ပါတယ်အမ်ထပ်ပြီးရောတော့အဲ့လိုလောလောဆယ်တော့ထက်ချက်ဖို့တော့မရှိသေးဘူးအခုလောလောဆယ်တော့အဲ့လိုကားရိုက်လေးတွေနဲ့ပဲဖြတ်တန်းနေရပါတော့နော်ဆက်ဟောအခုကဒါ6လပိုင်းတော့ရောက်နေပြီဆိုတော့နှစ်တဝက်ကျိုးပြီပေါ့နော်ဆိုတော့နှစ်တဝက်လည်းဘယ်လိုဘယ်လိုအချိန်ကုန်သွားလဲမသိဘူးအခုပြန်တွေးလိုက်ရင်အရင်မြင်ရတယ်လို့ခံစားရတယ်ဆိုတော့နောက်ထပ် အဲဒီနောက်ထပ်နှစ်တဝက်ကိုလည်းအကောင်းဆုံးအလိုကိုနောက်ထပ်ရုပ်ရှင်တွေကိုကြိုက်တဲ့ကားလေးရိုက်ပြီးတော့ပဲအလုံးနဲ့ပဲဖြတ်တတ်မှာအဲ့လိုမျိုးတော့လည်းမရှိပါဘူးအဲဒါပေမဲ့ရီမန်းချက်ဆိုတာလူတိုင်းကရှိတယ်ဒါပေမဲ့ဟိုဘယ်အချိန်မှဒါလုံးဝဖြစ်ရမယ်ဆိုတာတက်အဲကိုယ့်ပုံမှာပေးလာတဲ့အဲအခွင့်အရေးတွေကံတွေကိုပုံမှန်မူတည်ပြီးတော့စူးစမ်းတာပေါ့အဲ ခုမျိုးရိုင်းအကယ်၍ရုပ်ရှင်ကားပေါ့နော်ဒါအိမ်နာရီလည်းပါတယ်ပြီးအချစ် romance drama ကားလေးဖြစ်တယ်ပေါ့နော်ဆိုတော့ပရိသတ်ဒါဒီကားလေးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုအာဟိုမတူညီရဲ့ရတာတမျိုးနဲ့ပညာလည်းပညာပီးလေးလည်းပါတယ်ဆိုတော့လေဒီ relationship နဲ့ပတ်သက်ပြီးတော့အိမ်နာရီနဲ့ပတ်သက်ပြီးတော့အဲ့လိုခံစားချက်တစ်ခုခုနဲ့အဲရမယ်လို့မျက်မျောလင့်ပါတယ်